မင်းကျူးတယောက်ရေကန်တစ်ခုတည်းဝုံဝံနဲ့ပြုတ်ကျသွားခဲ့ချိန်မှာခလန်းလန်းကနေတကားလူလင်ကသူ့စီကိုကူးခတ်လာတာမြင်လိုက်ရပါတယ်သူအန်အော်ဒဂျီနဲ့ငေးကြည့်မိနေစင်ပါပဲရုတ်တရက်တကားလူလင်ကမျက်နှာဖုံးတရေကြီးဖြစ်နေပြောင်းလဲသွားပြီးမင်းကျူးကိုလဲပင်းဝိညာဉ်ထိုင်းကရေအောက်စီကိုဆွဲချသွားခဲ့ပါတော့တယ်ဒါတော့ခုတလုံးမင်းကျူးမကြာခဏမြင်မက်လေးရှိနေတဲ့အိမ်မက်တစ်ခုပဲဖြစ်ပါလေ။နယ်မြေလေးတစ်ခုမှာရွာသူရွာသားအပေါင်းတို့ကနှစ်စဉ်ပြုလုပ်နေကြ၊ရိုးရာပွဲတော်တစ်ခုကိုကျင်းပလျက်ရှိနေကြပါလေ တို့အားလုံးတရဲမြန်နှဖုံးကြီးတွေဝစ်စင်လို့မြန်မြန်ဆိုင်ဆိုင်အတီးမုတ်တွေနဲ့ရွာကိုပတ်ရင်တီဆိုကကုံနေကြတာပါမင်းကျူလဲပွဲတော်ကိုရောက်ရှိနေတာဖြစ်ပြီးတော့အဲ့ဒီတရဲမြန်နှဖုံးပွဲတော်ကိုမှတ်တမ်းတင်ဓာတ်ပုံတွေရိုက်ကူးနေခဲ့ပါလိမကြခင်မှာမင်းကျူရဲ့မိခင်စီကဖုန်းဝင်လာခဲ့ပြီးတော့တိမ်ပြက်ကြီးကိုပြုတ်ပြင်နေတဲ့အခြေအနေတွေကိုဓာတ်ပုံရိုက်ဖို့ပေးဖို့ပြောပါလိသူလဲမကြခင်မှာဓာတ်ပုံမှတ်တမ်းတွေပို့ပေးလိုက်မယ်လို့ပြောခဲ့ပြီးတော့တရဲမြန်နှဖုံးပွဲတော်ကိုဓာတ်ပုံဆက်ရိုက်နေပါလိမ့် အဲ့ဒီချိန်လူအုပ်ကြီးချားမှာနဂါလူလင်ကိုတွေးလိုက်ရတာကြောင့်အ мян လိုက်သွားခဲ့ပြီမဲ့သူမျက်နှာချင်းဆိုင်စုံတွေးလိုက်ရတာကအိမ်မှာထဲက၆ချားပွဲရာတရေမျက်နှာဖုံးကြီးပဲဖြစ်နေပါတော့တယ်သူတို့တဲကူမဲ့အိမ်ကိုရောက်လာကြတဲ့ချိန်မှာဘောလုံးကအဆင်မြင့်ဟိုတယ်တွေမရှိဘူးလားဆိုပြီးပြောနေတာကြောင့်မင်းကျူကဒီအိမ်ကသူ့အဖိုးရဲ့အိမ်ဖြစ်ပြီးတော့အဖိုးလည်းဆုံးသွားတာကြာပြီမို့လို့အေးစေးစေးနေလို့ရပါတယ်လို့နှစ်သိမ့်ပေးနေရပါတယ်ဒီတယောက်ကတော့လူထွက်လိုက်ပြီဖြစ်တဲ့ကိုရင် not ပဲဖြစ်ပါတယ် နော့ပစ္စည်းတွေနေရာချနေစမှာထူးဆန်းတဲ့အတန်တချို့ကိုကြားနေရတာကြောင့်လှဲ့ပတ်ကြည့်နေကငကားညီနောင်ရုပ်ထုလေးကိုသတိထားမိသွားပါလိမ့်အဲ့ချိန်ရိတ်တစ်ခုကဖြတ်ကနေမြင်လိုက်ရပေမဲ့ဒေချာလိုက်ကြည့်တော့လည်းဘာမှမတွေ့ရတော့ပါဘူးသူရှိကနံမှာတော့မှန်ပေါင်းတွင်းထားတဲ့ငကားညီနောင်ရုပ်ပုံရှိနေပြီးတော့အင်းစာလုံးတွေနဲ့မှရေးထိုးထားတာမြင်ကြပါလိမ့်အဲနောက်နော့တယောက်ဘောလုံးနဲ့ဖေးတိုးနဲ့အတူတူမနက်စာစားဖို့အတွက်ထမင်းဆိုင်တစ်ခုစီကိုရောက်လာကြပါလိမ့်ထမင်းဆိုင်ကတော့မောင်ဖုံးနဲ့မဘိုးလိုအမိရတဲ့ညီမနှစ်ယောက်တို့ရောင်းနေဆိုင်ဖြစ်ပါလိမ့် မနက်စာစားဖို့လာကြတယ်ဆိုမဲ့ဘောလုံးနဲ့ဖိတ်တို့ဟာထမင်းကိုအေးမထားပဲအစစ်မနဲ့ပြိုင်ပြီးတော့တငယ်ထောင်မိရာကနောက်ဆုံးမှဆိုင်းချေမောင်နှမနှစ်ယောက်နဲ့နပန်းလုံးကြပါတော့လေမင်းကျူရောက်လာပြီးတော့ဝင်တားပေးလိုက်တော့မှရန်ပြီးငိမ့်သွားခဲ့ပြီးတော့ not lady တော့မှမနက်စာစားခွင့်ရပါတော့လေထမင်းသူစားနေတဲ့မှာနောက်ဆုံးမှမင်းကျူနဲ့ဆိုင်းရှင်ညီမတို့ဟာငယ်တငယ်ချင်းတွေဖြစ်နေကြအောင်သိလိုက်ရပါတော့လေဒါနဲ့ပဲငယ်တငယ်ချင်းတွေတွေ့ဆုံပွဲဆိုပြီးတော့ညာဘက်မှာရမကာဝိုင်းထောင်လိုက်ကြပြီးပျော်ပါတောက်စားကြပါတော့လေ မောင်ဖုံးကမင်းကျူးကိုဘာကိစ္စနဲ့ရွာကိုပြန်အောင်လာရတာလဲမေးလိုက်တဲ့ခါမှာမင်းကျူးကအမေဆန္ဒရတိမ်ပြက်ကြီးကိုပြုပြင်ဖို့နဲ့တခြားတငယ်ချင်းတယောက်ကိုတွေ့ကျင်တာလဲပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။တိမ်ပြက်ကြီးဆွဲစကားကိုကြားလိုက်တာနဲ့မောင်ဖုံးတယောက်ချက်ချင်းမဲ့မျက်နှာပြတ်သွားပြီးတော့တခုခုကိုပြောဖို့လှုပ်ပေမဲ့ညမဖြစ်တဲ့မဘိုးကလှမ်းတားနေရတယ်မပြောပြစ်လိုက်ပါဘူး။အဲဒီညာဘက်မှာတော့မင်းကျူးရဲ့အိမ်မက်ထဲမှာစက်ကူမျက်နှာဖုံးတတ်ထားတယ်ငယ်တငယ်ချင်းနဲ့အတူ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 ပုံနှံတွေပါတီဆော့နေတာကိုမြင်မှတ်နေမိပါတယ်။ရုတ်တရက်စက်ကူမျက်နှာဖုံးတတ်ထားသူက အကိုတားရဲ့တငယ်ချင်းကိုတွေးမိလားလို့လာမေးတဲ့အချိန်မှာမင်းကျူပြန်နိုးလာခဲ့ပါတယ်။တချိန်တည်းမှာပဲခြေချင်းတန်လို့လို့တချွင်းချွင်းကြားနေမိတာကြောင့်လိုက်ပတ်ကြည့်နေစင်းမှာအရေးတစ်ခုကလည်းရိတ်ကနေဖြတ်ပြေးသွားပါတယ်။မင်းကျူလည်းပိုးသေးကြောင်အင်ရှိတကားကိုဆွဲဖွင့်ကြည့်လိုက်ရာမှာအိမ်မှာတဲကပြန်နှဖုံးတည်းကြီးသူ့ကိုရက်ဆောင်နေတာမြင်လိုက်ရတာပါ။ဒါမဲ့သင်းရဖြတ်ကနေပျောက်သွားပြန်ပြီးတော့စက်ကူမျက်နှာဖုံးလေးတစ်ခုသူ့ရှေ့နားကိုပြုတ်ကျလို့လာပါတယ်။မင်းကျူကောက်ယူကြည့်လိုက်တော့ ဒါသူ့ရဲ့ငယ်တငယ်ချင်းမောင်သိန်းရဲ့မျက်နှာဖုံးဆိုတာကောင်းကောင်းကြီးမှတ်မိလိုက်ပါတော့တယ်။အဲဒီချိန်မှာရုပ်တရက်အခန်းတစ်ခုလုံးစူညံတန်းနေပေါ်ထွက်လာခဲ့ပြီးတော့အပေါ်ကုန်ပေါ်ကြည့်လိုက်တဲ့အခါမှာသိန်းရဲ့မျက်နှာဖုံးကြီးကသူ့ကိုလာဆွတ်ပါတော့တယ်။သူလည်းထိတ်လန့်ခြောက်ခြားစွာအော်ဟစ်နေရင်းကမျက်နှာဖုံးကိုအတင်းဆွဲခွာပစ်လိုက်တော့မျက်နှာပေါ်ကအေးပြားတွေပါကွာထွက်ကုန်ပါတော့တယ်။သူလွတ်ပြစ်လိုက်တဲ့မျက်နှာဖုံးကြီးကလည်းရှင်လောင်းဝစ်ဆုံတဲ့သိန်းရဲ့ကောင်ပေါ်ထွက်လာခဲ့ပြီးတော့သူ့ကိုအတင်းလဲပင်ဝင်ညစ်ချိန်မှာတော့မင်းကျူတယောက်လန့်အိုးလာခဲ့ပါတော့တယ်။ သူအခုမှပဲခြောက်ချားစရာကောင်းတဲ့အိမ်မက်ကနေအမှန်တကယ်နိုးလာခဲ့တာဖြစ်နေတာပါ။ဒါပေမဲ့ထူးဆန်းနေရကသူ့နှထင်းနေရမှာအမှန်တကယ်ဒဏ်ရာတစ်ခုရှိနေခဲ့တာပါပဲ။နောက်နေမနက်လင်းတော့၄ယောက်သားအတူတူပြုပြင်နေစေဖြစ်တဲ့တိမ်ပြည့်ကြီးစီကိုထွက်လာခဲ့ကြပြီမိတ်။လူတယောက်မှမတွေ့ပဲတိတ်ဆိတ်ခြောက်ကလွန်နေပါလိ။တိမ်ပြည့်ကြီးကဖုန်းကြောင်နောက်ဖက်ကအတော်လေးလှမ်းတဲ့တောဆန္ဒမှာဂျုံနယ်ပိတ်ပေါင်းနေကြမှာထီထီကြီးတီးရှိလို့နေပါလိ။တိမ်တွင်းကိုဝင်သွားဖို့ပြင်နေစင်ပါပဲ။ကိုရင်လေးနဲ့ចောင်းသားမောင်ပြုံးတို့အမောတော်ကောနဲ့အမူရာနဲ့ရောက်လာခဲ့ကြပါလိ။ မင်းကျူကတိမ်ပြတ်ကြီးကိုပြင်စီမဲ့ပယံဆရာတွေလည်းမတွေ့ပါလားလို့မေးလိုက်တော့ကိုရင်လေးကဒီတိမ်ကြီးကိုပြင်ဖို့ပယံသမားများစွာနဲ့ဆက်သွယ်ခဲ့ပေမဲ့ဘသူမှလက်မခံကြဘူးလို့ပြောထားပါတယ်။ဖေဒ်ကတိမ်ပြမဲ့ကိစ္စတလောက်တောင်ခက်ခဲနေလို့လားလို့မေးလိုက်တော့ကိုရင်လေးကပြင်တာမခက်ပေမဲ့ပြင်လို့မရတဲ့အကြောင်းတစ်ခုရှိနေလို့ပြောလိုက်တာပါ။နော့ကဘာအကြောင်းကြောင့်ပြင်လို့မရလဲလို့ဝင်မေးတဲ့အခါမှာတော့ကိုရင်လေးကတိမ်ထဲမှာတစ်ခုခုရှိနေလို့ပြောပြခဲ့ပြီးတော့စကားတော်မဆုံးသေးခင်မှာပဲလေးပင်တွေတိုက်ခတ်လာပါတော့တယ်။ တိန်ကြီးရဲ့တကားတွေလည်းဝုံနဲ့ဒိုင်းကနဲ့ပိတ်လိုက်ပွင့်လိုက်နေဖြစ်နေကြပြီးတော့သူတို့အုပ်စုလည်းဖနှောင်းနဲ့တင်မတသားတဲ့ကြောင်ပြီးကြပါတော့နေခလန်လန်ရောက်တော့မှအမောထိုင်ပြကြရင်နော်ကခုနကဘာဖြစ်တာလဲလို့မေးတဲ့အခါကိုရင်လေးကအဲ့ဒါရှင်လောင်းသေးရဲ့လက်ချက်ပဲလို့ပြောပြလိုက်ပါလိမ့်မင်းကျူလည်းဒီရွာကိုရောက်ပြီးတဲ့နောက်ပိုင်းမှာသူကိုယ်တိုင်လည်းရှင်လောင်းသေးရဲ့ကိုခဏခဏအိမ်မက်မှတ်နေတယ်လို့ဝင်ပြောပါလိမ့်ဖေကအိမ်မက်ထဲကရှင်လောင်းသေးကပထမကောင်လားဒုတိယကောင်လားတတိယကောင်လားဆိုပြီးတော့မေးတဲ့အခါမင်းကျူးကသူမြင်ရတာကနောက်ထပ်တကောင်လို့ပြောလိုက်တာပါ ကိုရင်လေးကတကယ်တော့ဒီတကောင်ကရှင်လောင်းစစ်တော်မဟုတ်ဘူးလို့ဆိုလိုက်ပြီးအခုလိုဆက်ပြောပြပါလိမ့်အဲ့ဒီတည်းဟာရှင်လောင်းဝစ်ဆောင်ကိုဝစ်ဆင်ပြီးတော့အဲ့ဒီတိမ်ပြကြီးထဲမှာသူ့ကိုယ်သူဇွဲသူချတတ်တည်သွားတာပဲဖြစ်ပါလိမ့်အဲ့ဒီနောက်ပိုင်းမှာတိမ်ကိုပြင်မဲ့ပယံဆရာရောက်လာပြီမဲ့တရဲမှာဇွဲသူချတဲ့ဂျိုးဝင်းကြီးကမြင်မကောင်းပါဘူးဆိုပြီးတော့ဖြတ်ပြစ်ဖို့လှုပ်ပါလိမ့်ဒါပေမဲ့အပေါ်ကိုတက်ဖို့လုပ်နေစင်းမှာလမဲကြီးတစ်ဖက်ကသူ့ကိုညမ်းစင်ပေါ်ကဆွဲချတာခံလိုက်ရပါတော့လေအဲဒီနောက်ပိုင်းကနေစလို့တိမ်အနာကိုရောက်လာတဲ့သူမှန်သမျ ရှင်လောင်းတဲ့၆တာကိုခံရတော့တာဖြစ်ကြောင်းကိုရင်လေးကပြောပြလိုက်ပါလိမ့်။မင်းကြီးကမေးမြန်းနေတဲ့နောက်ဆုံးမှာဇွဲတို့ချသွားသူဟာသူပြန်တွေ့ကျင်နေတယ်။ငယ်တငယ်ချင်းဖြစ်နေတာကိုတီးသွားခဲ့ရပြီးအတော်လေးတော့စိတ်မကောင်းဖြစ်သွားမိပါလိမ့်။အဲ့ဒီတငယ်ချင်းရဲ့နာမည်ကမောင်သိန်းဖြစ်ပြီးတော့မျက်နှာမှာမွေးရပါအမယူကြီးပါရှိနေတာကြောင့်အမဲလိုလိုမျက်နှာဖုံးတက်ပြီးတော့နေတတ်ပါလိမ့်။အဲ့ဒီသူ့ရဲ့အားနေချက်ကြောင့်ငယ်ဝယ်စဉ်ကလေးကရွယ်သူကလေးတွေလောင်ပြောင်ချင်းကိုလည်းခံခဲ့ရတာပါ။ သူကိုဟာသလုပ်ပြီးတော့အမြဲတမ်းနောက်ပြောင်နေတတ်တဲ့ကလေးနှစ်ယောက်ကတော့မောင်ဖုံးနဲ့မဘိုးတို့ညီမတွေပဲဖြစ်ပါတော့တယ်။ဘသူမှပေါင်းစင်မလို့ချင်းလုံးလှောင်ပြောင်ပြီးတော့ဖဲချင်းခံရတဲ့မောင်သိန်းကိုစာနာနားလေစွာနဲ့မိတ်ဆွေဖွဲ့ခဲ့တဲ့သူကတော့မင်းကျူးပါ။ပြီးတော့သူကမွေးရပါအားနေချက်ရှိတဲ့မောင်သိန်းရဲ့တူဒီသောတငယ်ချင်းလည်းပဲဖြစ်ပါလိမ့်။မင်းကျူးကမောင်သိန်းရဲ့အုပ်ကူရှိရာဗမာလဲလို့မေးခဲ့ပြီးတော့သူလွမ်းပြေသွားကြည့်ရင်လည်းစူတောင်းပေးကျင်တယ်လို့ပြောပေမဲ့အားလုံးကတော့ရှင်လောင်းသိန်းရဲ့နဲ့မပတ်သက်ချင်တာကြောင့် live ပို့မပြီးခဲ့ကြပါဘူး။ ဒါမဲ့မောင်ပြုံးကိုဘတ်တထောင်နဲ့တရက်ထုတ်ပေးလိုက်ရမှာတော့လမ်းပြပေးုံမြမကအထူးတလဲစောင့်ရှောက်ပြီးတော့ပါခေါ်သွားခဲ့တော့တာပါသူတို့ကလမ်းတစ်လျှောက်မှာတရေမြရာဖုန်းတွေကိုနေရာနဲ့ချိန်ဆွဲထားတာမြင်ကြပါလေ။ကိုရင်လေးကတရေပွဲတော်ကျင်းပပြီးစီးတိုင်းမှာရွာသားတွေကတရေတွေကိုပြန်ပို့ပေးတယ်နေတဲ့မြရာဖုန်းတွေကိုတောတွင်းမှာလာထားတတ်ကြတယ်လို့ပြောပြပါလေ။သွားနေတဲ့နော့တယောက်ကတော့ထူးဆန်းတဲ့စကားပြောတဲ့နေကိုနားထဲမှာကြားရောက်နေမိတာကြောင့်ဘောလုံးကိုအတန်တစ်ခုခုကြားလိုက်မိလားလို့မေးကြည့်ပေမဲ့ဘာသူမှအဲ့ဒီတန်ကိုမကြားကြပါဘူး။ မကြာခင်မှာတော့မောင်သိန်းကိုမြုံနှံထားရမြေပုံလေးစီကိုရောက်လာခဲ့ကြပါပြီ။ကိုဝင်လေးကဒီွာရဲ့ရှေးရိုးယူဆအတိုင်းအစိမ့်သေးတွေကိုမိသူကြီးမလုပ်ဖဲနဲ့ဒီတိုင်းမြေမြုပ်ထားကြောင်းရှင်းပြပါရစ်။ကပီးတိုင်းမှာကတ်ထားတဲ့ဓာတ်ပုံလေးကိုအသေးစားကြည့်လိုက်တော့ဖီနက်3မှာတွေ့ခဲ့ကြတဲ့ငကားလူလင်နဲ့ရုပ်ချင်းစင်နေတာကြောင့်တပွဲလုံးပဲထိတ်လန့်တကြားဖြစ်ကုန်ကြပါလို့လေ။အပြန်လဲမှာဘောလုံးကအားလုံးဘန်ကောက်ကိုမြန်မြန်ပြန်ကြအောင်လို့ပြောနေစင်မှာပဲရုပ်တရက်ကားလက်ကင်ဆွဲလက်ခမ်းလိုက်ရပြီးတော့လမ်းဘေးကိုထိုးဆင်းသွားပါလို့လေ။ အောင်စင်းကြီးတော့ကားဘိန်းပေါက်တာကိုမြင်လိုက်ကြပြီးတော့အပူဘိန်းနဲ့လဲဖို့လုပ်နေချိန်မှာရုတ်တရက်မင်းကျူးတယောက်စိတ်ညိုခမ်းလို့ပုံစံနဲ့တော်တွေကိုဝင်ချသွားခဲ့ပါတော့လေဘောလုံးနဲ့ဖေးတို့ဇကနိုင်လူနေရာကနေခဏနေတော့မင်းကျူးကိုတရိယာသွားပြီးအနောက်ကိုအမြန်လိုက်သွားချိန်မှာမင်းကျူးကတော့အသီးစိတ်ကင်းမဲ့နေလူတယောက်လိုရေကန်တစ်ခုထဲခုံဆင်းသွားခဲ့ပါတော့လေရေအောက်ကိုရောက်သွားချိန်မှာတော့ကလေးဘွားနဲ့မောင်သိန်းကမင်းကျူးကိုခြေထောက်ကနေအတင်းဆွဲချနေတာကိုမြင်လိုက်ရပါတယ် အပေါ်ဘက်မှာ North ကရေကန်တဲ့ကိုခုံချပြီးတော့ main ကျူးကိုလိုက်ရှာပြီးမှမတွေ့နိုင်ပဲရှိပါလိမ့်။ရေအောက်ကိုဆွဲချခံလိုက်တဲ့ main ကျူးစီကိုငကားတကောင်ယောက်လာခဲ့ပြီးတော့ခဏနေတော့ငကားလူလေးဖြစ်ပြောင်းလဲသွားပါလိမ့်။ North ရောက် main ကျူးကိုအသေးအံရှာနေချိန်မှာပဲခဏနေတော့ main ကျူးကသူ့ချိန်မှာပြန်ပေါ်လာခဲ့တာကြောင့်အမြန်မဲ့ကမ်းပေါ်ဆွဲတွင်သွားလိုက်ကြပါလိမ့်။မင်းကြီးကရေအောင်မှာမြင်ခဲ့ရတာတွေကအိမ်မထဲကအတိုင်းပဲလို့ပြောပြခဲ့ပြီးတော့အခုအိမ်မက်မန်ဒီယာလာလို့မေးပါလိမ့် ဖေးကအိမ်မလာတကယ်လားသေးချောင်းစေပေးမယ်ဆိုပြီးတော့ဘောလုံးကိုမပြောမစိုးပါဆွဲရိုက်ပစ်လိုက်တာကြောင့်ဘောလုံးနဲ့အဟီးရီအီဆက်တွေနဲ့မောမောအောင်ဆဲပါတော့တယ်။အရင်ကမှာတော့မင်းကျူတယောက်ကြီးကျယ်စင်းစားကန်းဝင်နေချိန်မှာဇကူမျက်နှာဖုံးဟောင်းလေးတခုပြုတ်ကျလာပြန်ပါတယ်။ဒီမျက်နှာဖုံးလေးကသူနဲ့မောင်သိန်းတို့အတူရေးချဲခဲ့တာဖြစ်ကြောင်းမင်းကျူပြန်ပြောင်းသတိရလိုက်မိပါတယ်။မနမိုးလေးတော့ဘောလုံးနဲ့ဖေးတို့ပစ္စည်းတွေကားပေါ်ပြစ်တင်ပြီးတော့ဘန်ကောက်ကိုပြန်ပြေးဖို့လုပ်နေကြပါပြီ။ဒါပေမဲ့မင်းကျူကမကြွမလို့ဖြစ်နေတဲ့မောင်သိန်းကိုကူညီပေးဖို့လိုတဲ့အကြောင်းနဲ့ သူကလည်းမောင်သိန်းရဲ့တဝူရီရောတငယ်ချင်းဖြစ်နေတယ်လို့ပြောပါတယ်။ဘောလုံးကလည်းတငယ်ချင်းအသက်ရှင်နေစဉ်ကမကူညီပဲအခုသေပြီးမှတော့ဘာမှလုပ်လို့မရတော့ဘူးဆိုပြီးပြန်အော်ရာကလည်းမင်းကျူးနဲ့စကားများကြပါတော့တယ်။နောက်ဆုံးမှဘောလုံးနဲ့ဖေးတို့ပြန်သွားကြပြီးတော့မင်းကျူးနဲ့နော့တို့ပဲကြံခဲ့တော့တာပါ။ဒါပေမဲ့ဖေးကတဏီယာမှာကားကိုထိုးရလိုက်ပြီးတော့ဘောလုံးကိုလေးနက်တဲ့စကားတချို့ပြောလိုက်ပါတယ်။သူကတကယ်တော့မင်းကျူးရဲ့တငယ်ချင်းဆိုရင်ငါတို့နဲ့လေတငယ်ချင်းပဲ။ဒါတော့ငါတို့လည်းကူညီသင့်တယ်။ နေလဲလူတကာခြေပွားအောက်မှာဇရွေးကပတ်လက်မျောခဲ့မှုတာပဲမဟုတ်လားဒါမဲ့နင်ကဒီဂျေနေတီကြောင့်ရုံးကန်နိုင်ခဲ့မင်းကျူရဲ့တငယ်ချင်းမောင်သိန်းကနင်လောက်စိတ်ခွန်အားမရှိလို့သူ့ကိုယ်သူတောင်တတ်သိသွားခဲ့တာငါတို့ကသူ့ခန်းစားချက်ကိုချင်းစာသိမ်းတယ်လို့မင်းကျူလည်းကုညီပေးတယ်နဲ့ဆိုပြီးတော့ပြောခဲ့တာပါဒါမှမဟုတ်မင်းကျူနဲ့တော့တို့နှစ်ယောက်သားတိမ်ပြကြီးတဲ့ကိုဝင်လာကြပြီးတော့အထဲကိုရောက်လာတဲ့တကားကဝုန်းနေဆောင်ပိတ်သွားပါလိမ့်မင်းကျူကတကားကိုပြန်ဖွှင့်ဖို့စူးစမ်းနေချိန်မှာနော်ဒီရဲ့ရှေ့ကိုပြန်တော့ဖုံးကြီးရဲ့ကြီးကဇောက်ထိုးဆင်းလာပြီးတော့လဲပေးညစ်နေပါတော့တယ် ခဏနေတော့တရေကြီးကသူ့ကိုကိုင်ပေါက်ပစ်လိုက်ပြီးတော့တကားပေါက်မှာမာမာကြီးရက်ဆောင်နေပြန်တာပါကံကောင်းခြင်းတော့ကိုရင်တို့နဲ့အတူဘောလုံးတို့ပါပြန်လာပြီးတော့အုပ်စုလိုက်ကြီးသူတို့စီလိုက်လာခဲ့တာကြောင့်တရေကြီးကပျောက်သွားခဲ့ပါလိအဲနောက်သူတို့အားလုံးအိမ်မှာပြန်စုဝေးကြပြီးတော့ရှင်လောင်းတရေမောင်သိန်းကိုဘဲပုံဘဲနီးနဲ့ခြေချွင့်ရင်ကောင်းမလဲဆိုတာတိုင်ပင်ကြပါတော့လေမောင်သိန်းကဘာကြောင့်တိမ်ထဲမှာဇွဲချိုးချတာလဲလို့မေးလိုက်တော့ကိုရင်လေးကအကြောင်းစုံကိုပြန်ရှင်းပြပါလိအဲ့ဒီကရွာတကြီးရဲ့သားကိုရှင်ပြူပေးဖို့စီစဉ်ထားခဲ့ကြတာဖြစ်ပြီးတော့ ကစီနေတဲ့တကြီးကသင်ကန်းကိုမြို့ကတခါတည်းဝယ်မလာပဲဘုံကြီးကြောင်းမှာသင်ကန်းလာရှာပါလေသင်ကန်းပေါ်တွေတိတ်မရှိတဲ့ချိန်မလို့ကိုရင်လေးလဲကြောင်းမှာရှိတဲ့တစုံတည်းသောသင်ကန်းကိုတွားယူလာပြီးတော့တကြီးကိုပေးပါလေအဲဒီချိန်မှာမောင်သိန်းကရုတ်တရက်သင်ကန်းကိုဝင်လူခဲ့ပြီးတော့ဒီသင်ကန်းကသူရှင်ပြုတ်တဲ့ခါဝစ်ဖို့တိမ့်ထားတာလို့ပြောလာခဲ့တာပါတကြီးကလည်းသူ့ကိုဟားတိုက်လှောင်ပြောင်ပြီးတော့မင်းလိုမျက်နှာအမာယူကြီးနဲ့နှခမ်းပွဲ့နေတဲ့ကောင်ကိုဘယ်ဖုံးကြီးမှလက်ခံမှာမဟုတ်ဘူး မင်းသာသင်ငန်းစီးလို့ရခင်တရွာလုံးနဲ့တူခြေပွားကိုဥတိုက်ကရော့ပြလိုက်အောင်မယ်လို့ပြောလိုက်တာပါမောင်သိန်းကလည်းခမည်းကြီးအဲ့စကားကိုမြင်းမြဲမှတ်ထားလို့ဆိုကပြန်ထွက်သွားခဲ့ပြီးတော့ကျောင်းနိုင်ဆရာတော်စီမှာသင်ငန်းစီးပေးဖို့တောင်းဆိုပါတော့လေဒါပေမဲ့ဆရာတော်ကြီးကမောင်သိန်းရဲ့နှကန်းတစ်ဖက်ရွက်နေတာမဟုတ်လို့သင်ငန်းတောင်းစာပိုက်ကိုပီပီတတရုတ်ဆုံနိုင်မှာမဟုတ်ဘူးဒါကြောင့်မောင်သိန်းအနေနဲ့သင်ငန်းစီးပေါ်မှာဖြစ်နိုင်ဘူးလို့မိန့်တော်မူလိုက်ပါတယ် ဒါပေမဲ့မောင်သိန်းကကြောင်းနိုင်ကိုတော်သာမကဗုဒ္ဓသာသနာကြီးကပါသူ့ကိုနှိမ်ချဆက်ဆံတယ်လို့အထင်မှားသွားခဲ့ပြီးစိတ်ဒဏ်ရာအကြီးကြီးရသွားခဲ့တော့တာပါအရင်နောက်မှာတော့ကြောက်စရာကောင်းတဲ့တရေမြန်နှဖုံးတစ်ခုကိုသူ့လက်နဲ့ကိုယ်တိုင်ပြစ်လို့ခဲပြီးတော့သူ့ကိုသူလည်းကတုံးတုံးပြစ်လိုက်ပါလေပြီးတော့ရှင်လောင်းဝဲဆောင်တစ်ခုကိုရှာဝက်ကတိမ်ကြီးတဲ့ကဗုဒ္ဓရုပ်ပွားတော်ရှိမှသင်္ကန်းတောင်စာပိုက်ကိုမပိတပိရွတ်ဆိုခဲ့ပါလေအရင်နောက်တော့သာသနာတော်ကြီးကပါသူ့ကိုခွဲကြပြီးတော့နှိမ်ချဆက်ဆံကြောင်း ရုပ်ပွားတော်ကိုတိုင်တယ်ပြောဆိုပြီးတဲ့နောက်မှာမျက်နှာဖုံးကိုဆော့လိုက်ပါတယ်။ပြီးတော့မင်းတို့အာလုံးငါကိုယုံကြည်မှုနဲ့မကတော့ရရင်အကြောက်တရားနဲ့ကတော့ရလိမ့်မယ်ဆိုပြီးတော့ပြောရင်းနဲ့ဇွဲချိုးချပစ်လိုက်ပါတော့တယ်။သူ့ရဲ့အညိုးကြောင့်တေပြီးတာနဲ့ဒေါသကြီးတဲ့တရေတကောင်ဖြစ်လာပြီးတော့တကြီးရဲ့ရှင်ပြူပွဲတဲ့ကိုဝင်ဖြတ်ပါတော့တယ်။တရေကြီးကရှင်လောင်းရဲ့လက်ကိုနှင်းချပစ်လိုက်ပြီးတကြီးနဲ့သူဇနီးတို့နှစ်ယောက်လုံးကိုသူ့ရဲ့ခြေပွားကိုကတော့ခိုင်းခဲ့တာပါ။အဲဒီချိန်ကစလို့တိမ်ပြတ်ကြီးမှတရေစားချောက်ခဲ့တာဖြစ်ပြီးတော့ တရေမောင်သိန်းဟာလူတွေအားလုံးရဲ့ကြောတာကိုခံကျင်နေပုံရာကြောင်းကိုရင်လေးကပြောပြခဲ့ပါတယ်။အကြောင်းစုံကိုသိလိုက်ရပြီးတဲ့နောက်မှာတော့မင်းကျူးကရှင်လောင်းတရေကြီးမောင်သိန်းကိုအကျွတ်တရားရစေဖို့အတွက်အဖွဲ၃ဘွဲ့ခွဲပြီးလုပ်ငန်းစဉ်၃ခုကိုတပြိုင်တည်းလုပ်ကြမယ်လို့ဆိုခဲ့ပါတယ်။ပထမဘွဲ့ကတော့ဘော်လုံးတို့နဲ့မောင်ဖုံးတို့ညီမတို့ပါဝင်ကြတဲ့အဖွဲဝင်၄ယောက်တို့ဟာပေါပြားကိုစီနဲ့တင်းချိုင်းဘက်ကိုထွက်လာခဲ့ကြပါတယ်။သူတို့ရောက်လာတဲ့အကြောင်းကတော့မောင်သိန်းရဲ့အလောင်းကိုပြန်တူးဖော်ပြီးတော့မိသကြိုပေးဖို့အတွက်ပဲဖြစ်ပါတယ်။ ်မင်းကျူနဲ့နော်တွန်းနှစ်ယောက်သားကတော့မောင်သိန်းရဲ့နေအိမ်ကိုရောက်လာခဲ့ကြပြီးတော့စာဖွေမှုတွေပြစ်လုကြတာပါတမမကန်အထူးဆုံးဖြစ်တဲ့ထီပေါက်သွားသူတွေကတော့ကိုရင်လေးနဲ့မောင်ပြုံးလိုပဲဖြစ်ကြပြီးတော့သူတို့ကတော့တိမ်ပြတ်ကြီးတဲ့ကမောင်သိန်းအတုံးပြူသွားခဲ့တဲ့ကျိုးကွင်းကိုဖျက်ချကြမှာပါညံစင်ကိုတွန်းဆွေပြီးတော့ကိုရင်လေးကကင်ထားတဲ့ချိန်မှာမောင်သိန်းကအပေါ်ကုတ်တွေတက်ပြီးတော့ကျိုးကွင်းကိုဖျက်ဖို့လှုပ်ပါတယ်ဒါမှမဟုတ်အဲ့ဒီချိန်မှာပဲကိုရင်လေးကငုတ်တုတ်ထိုင်နေတဲ့တရက်ကိုမြင်လိုက်တာကြောင့်ညံစင်ကိုတွန်းဆွေမိသွားရာကမောင်ပြုံးတယောက်ကျိုးကွင်းကိုတွေ့ပြီးတန်းလန်းကြီးဖြစ်နေပါတော့တယ် ခဏနေတော့မှအပေါ်ကနေခုံစင်းလာခဲ့ပြီးတော့တိမ်ထဲကနေဒုံဆိုင်ထွက်ပြေးသွားကြပါလိမ့်။မောင်သိန်းရဲ့အိမ်ထဲမှာရှားပွင့်နေရင်ကမင်းကျူးတယောက်နန်းရမာရေးတာတဲ့စာတစောင်းကိုမြင်လိုက်ရပြီးတော့အတိတ်ကပြောခဲ့တဲ့စကားတချို့ကိုပြန်အမှတ်ရလိုက်မိပါလိမ့်။ကြောင်းပိချင်းရွာကိုပြန်လာတဲ့မင်းကျူးဟာကြောင်းပြန်ဖွင့်တော့မြို့ကိုပြန်သွားပါလိမ့်။သူပြန်ကန်ဒီချိန်မှာမောင်သိန်းကိုအားငယ်မနေဖို့နဲ့ကြောင်းပိရင်ပြန်လာပါမယ်လို့ဂရီပေးခဲ့တာဖြစ်ပြီးတော့မောင်သိန်းကလည်းတူဦးဒီတော်တန်ငယ်ချင်းရဲ့ဂရီစကားကိုယုံကြည်ခဲ့တာပါ။ ဒါပေမဲ့အရင်နေ့ကစလို့မင်းကျူရွာကိုလုံးဝပြန်မရောက်ဖြစ်တော့တာပါမောင်သိန်းနိုင်ငံမှာရေးထားတဲ့စာကတော့မင်းငါကိုပြစ်ထားခဲ့တယ်ဆိုတာဖြစ်ပြီးတော့မင်းကျူကအဲ့ဒီစာချောင်းကိုကြည့်လို့မျက်ရည်ရိစီးကြလာမိပါတယ်ဒီအချိန်မှာအတန်တစ်ခုကြားမိတာကြောင့်အောက်ကိုငုံကြည့်လိုက်အချိန်မှာတော့သူ့ကိုစောက်ထိုးကြီးဆွဲချလိုက်ပါတော့လေနော်ကနောက်ကနေဆွဲထားမိတာကြောင့်ကိုတပိုင်းစောက်ထိုးဖြစ်နေပြီးတော့ရုတ်တရက်အနာကပန်ကာကအလိုလိုပွင့်လာပြီးတော့သူ့ကောင်းကိုဖျက်ဖို့လှုပ်ပါတော့လေ အခြေအနေမှန်တာကြောင့်တော့ကအောက်ကိုပြေးဆင်းသွားပြီးတော့ပန်ကားခလုတ်ကိုပိတ်ပြီးမဲ့ပန်ကားရပ်မသွားပါဘူး။နောက်ဆုံးမှာဝလုံးတစ်ခုနဲ့ထိုးခံလိုက်တော့မှပန်ကားရပ်သွားခဲ့ပြီးတော့မင်းကျူကိုဆွဲထုတ်ဖို့စ조사နေချိန်မှာတော့တရေကြီးကမင်းကားကိုပြစ်ထားခဲ့တယ်ဆိုပြီးတော့တိုးဝင်လာခဲ့ပါတော့တယ်။အဲဒီချိန်မှာရုပ်တရက်ငကားလူလင်ပေါ်လာခဲ့ပြီးတော့မင်းကျူကိုစိုက်ကြည့်နေပါတယ်။သူတို့ဒီဘက်ကိုကြည့်လိုက်တော့တရေကြီးကပျောက်သွားခဲ့ပြီးတော့တဖက်ကိုပြန်ကြည့်တော့ငကားလူလင်လည်းပျောက်သွားခဲ့ပါပြီ။တဖက်မှာအလောင်းဖော်တဲ့ဖွဲကလည်းအခေါင်းပေါ်လာတဲ့အထိကိုတူးလိုက်နိုင်ပါပြီ။ အဲ့နောက်အကောင်းကိုဖွင့်ပြီးတော့အလောင်းကိုအပြင်ထုတ်ဖို့လုပ်နေချိန်မှာထူးဆန်းတဲ့အတန်တချို့ကိုကြားလိုက်ရတာကြောင့်အာလုံးထွက်ပြေးကြပါတော့၄အရှိကနေပြေးသွားကြတဲ့ဘောလုံးနဲ့ဖိတ်တို့နှစ်ယောက်သားတဏီယာမတော့တရေကြီးနဲ့တဲ့တဲ့ဒိုးပါလေမဟာတတိရှင်ကြီးဘောလုံးကဖိတ်ကိုနေသူ့မျက်နှာဖုံးကိုဆွဲခွာလိုက်ပြီးရင်ငါခေါင်းရိုက်ခွဲပြမယ်လို့ပြောတာကြောင့်ဖိတ်လည်းမျက်နှာဖုံးကိုဆွဲခွာလိုက်တော့စုံချုံချုံနဲ့ကြောက်စရာမျက်နှာကြီးပေါ်ထွက်လာပါလေဖိတ်တဲ့ကြောက်လန့်တကြားနဲ့မျက်နှာဖုံးကိုလွတ်ပြစ်လိုက်တာဘဒူအုံကိုသွားမှန်ပြီးတော့ဘဒူကောင်းလေးဝိုင်းတုတ်တာခံလိုက်ရပါတော့၄ တပတ်မှလမ်းကွဲသွားတဲ့မောင်ဖုံးနဲ့မဘိုးတို့ညီမနှစ်ယောက်တို့ပြေးနေင်းကတနေရာမှာခလုတ်တိုက်မှောက်လဲပါလေသူတို့ပြန်ထားဖို့လုပ်နေချိန်မှာရုတ်တရက်အသက်ဝင်လာတဲ့နွယ်ပင်တွေကညီမနှစ်ယောက်လုံးကိုခြေလက်နဲ့ဗဇက်ပါမကြံတုတ်ထားလိုက်ပါတော့လေခဏနေတော့တရေကြီးထွက်လာခဲ့ပြီးတော့မောင်ဖုံးရဲ့ခေါင်းကိုနှင်းချလိုက်ကမောင်နှမနှစ်ယောက်လုံးသူ့ခြေဘွားကိုကတော့ခိုင်းပါတော့လေစိတ်ကျဉ်တဲ့အောင်ကတော့ခံပြီးတဲ့ချိန်မှာတော့တရေကြီးလည်းပြန်လဲပျောက်ကွယ်သွားတော့တာပါတပတ်မှာဘောလုံးနဲ့ဖေးတို့နှစ်ယောက်ကတော့ဇေယျတစ်ခုတွေ့လို့ဝင်ပုံးနေခဲ့ကြပြီးတော့ ဖေဒီယံမျက်နာကတော့ဘဒူတုတ်ခံထားလို့ဖူးယောင်နေပါပြီဖေဒီယံမျက်နာကိုပြန်လည်နေကြတော့မှမောင်သိန်းရဲ့ငယ်ဘဝပုံကြီးကိုမြင်လိုက်ရပြီးတော့မောင်သိန်းကတူတူပုံနှန်းဆော့ဖို့အမှတ်စဉ်ရေးတွက်နေတာပါဒါနဲ့သူတို့နှကောင်သားလည်းတရေအလိုကြလိုက်ဆော့ပေးဖို့ပုံနဲ့နေရာရှာကြပါတော့တယ်တနေရာမှာတိတ်တာတစ်ခုတွေ့တာကြောင့်ဘောလုံးကဝင်ပုံးမှုလုတဲ့အခါဖေကအဲ့ဒါအခေါင်းကြီးလို့ပြောရပါတယ်ဒါပေမဲ့ဘောလုံးကဘာဖြစ်ဖြစ်ရေတရာတောင်ကြည်သေးတယ်ဆိုပြီးတော့အခေါင်းထဲကိုဝင်ပုံးတော့တာပါ ဖေးလဲကြံရမရတဲ့ဆုံးအဲ့ဒီအကောင်းပေါ်မှာသင်ငန်းအဟောင်းတစ်ထည်ကိုခြုံပြီးတော့ပုံနေလိုက်ပါတယ်သူတို့ကသူတို့တော့လုံခြုံလာပြီးထင်နေတဲ့အချိန်မှာပဲမောင်သိန်းကရုတ်တရက်အကောင်းကြီးတဲ့မှာပေါ်လာတာကြောင့်ဝေယုံသုံးကားနိုင်စွာပဲပြီးထွက်လာခဲ့ရပါတော့တယ်အခုတော့မောင်ဖုံးရဲ့ဓမင်းဆိုင်လေးမှာသုံးဖွဲလုံးပြန်ဆောင်ခဲ့ကြပြီးတော့ဒီရှင်လောင်းတဲကြီးကိုလွယ်လွယ်နဲ့ချွတ်လို့ရမှာမဟုတ်ကြောင်းဝိုင်းပြောနေကြတာပါအဲ့ဒီအချိန်မှာ North ကမောင်သိန်းရဲ့အိမ်မှာတွေ့ခဲ့ရတယ်မင်းငါကိုပြစ်ထားခဲ့တယ်ဆိုရယ်စာကြောင်းကဘာကိုဆိုလိုတာလဲလို့မေးပါတယ် တကယ်တော့မင်းကျူးနေနဲ့မောင်သိန်းကိုပြစ်ထားခဲ့တယ်လို့အထင်ရောက်အောင်လုပ်ခဲ့မိတာတကာတည်းမဟုတ်ပါဘူးငယ်စဉ်တုန်းကရေကန်တစ်ခုမှရေကူးနေကြရင်းရုတ်တရက်မောင်သိန်းကြွက်တက်ပြီးရေနစ်ပါလို့မင်းကျူးလည်းတငယ်ချင်းကိုကယ်ဖို့ရင်ကုန်ဆင်းသွားခဲ့ပေမယ့်ရေနပိုင်းကိုရောက်တော့ကြောက်စိတ်ဝင်ပြီးအပေါ်ပြန်တက်သွားခဲ့ပါလေအပေါ်ရောက်တော့မောင်သိန်းရေနစ်နေကြောင်းအော်ဟစ်အကူကြီးတောင်းခဲ့ပြီးလူကြီးတယောက်ကအနားကိုရောက်လာပါလေဒါမဲ့မောင်သိန်းကရေထဲကပြန်တက်လာနိုင်ပြီဖြစ်ပြီးတော့မင်းကျူးကိုလည်းတော်လေးစိတ်ဆိုးသွားခဲ့ပါတော့လေ ဒီဖြစ်အတွက်မင်းကျူတယောက်အခုဒီစိတ်မကောင်းဖြစ်နေသေးပါပြီ။နောက်နေ့မှာမင်းကျူတယောက်တင်ပြကြီးစီရောက်လာခဲ့ပြီးတော့မောင်သိန်းကိုတောင်းပန်စကားပြောပါလေ။ဒါမဲ့မောင်သိန်းကတော့မင်းကျူကိုဂရိမတီသူသူ့ကိုပြစ်ထားခဲ့သူဆိုပြီးတော့အညိုးကြီးနဲ့မုံတီးနေခဲ့တာပါ။မင်းကျူကတစ်ဖက်ကဘလို့အညိုးအာဃာတတွေထားရှိနေပါစေ။ငါအတွက်တော့မင်းကထာဝရတငယ်ချင်းပါဘဲလို့ပြောလိုက်ချိန်မှာတရေကြီးပေါ်ထွက်လာပြီးမင်းကငါရဲ့တငယ်ချင်းမဟုတ်ဘူးလို့ပြောကသူ့ကိုတွန်းလဲပြစ်လိုက်ပါလေ။ အဲ့ဒီနောက်မှာတော့သူ့မျက်နှာကိုဆွဲခွာပစ်လိုက်ပြီးတော့သူ့ရဲ့ရဲ့တန်ရဲ့ရဲ့မျက်နှာကြီးနဲ့မေငါကိုပစ်ထားခဲ့တယ်ဆိုပြီးကျမ်းပင်နဲ့ခေါင်းဆွဲဆောင်ချလိုက်ပါတော့တယ်။ညာဘက်မှာတော့ရွှေညာတော်ဆူးရောက်တဲ့ဘောလုံးကဥဆောင်ပြီးတော့သူတို့တစ်ဖွဲ့လုံးတိမ်ပြကြီးနားကိုရောက်လာကြပါတယ်။ရောက်လာတဲ့အကြောင်းကတော့တိမ်ပြကြီးကိုမီးရှို့ပစ်ဖို့ပဲဖြစ်ပါတယ်။တိမ်မရှင်ရဲ့တရေလည်းမရှိတော့ဘူးဆိုတော့ဘောလုံးရဲ့အယူဆအတိုင်းမီးရှို့ပစ်ဖို့လောက်ကြပါမိမယ်။တကယ်တမ်းကြတော့လည်းငရေကြီးလိမ့်မယ်ဆိုပြီးဘသူမှမလုပ်ရဲကြပြန်ပါဘူး။ နောက်ဆုံးမှာဘောလုံးကဘတ်တထောင်နဲ့ထုတ်ပြလိုက်တော့မောင်ပြုတ်တောက်ချက်ချင်းမဓာစီလောင်းမီးရှို့ဖို့လှုပ်ပါတော့တယ်။အဲဒီချိန်မှာကိုရင်လေးကရောက်လာပြီးတော့တားဖို့ကြိုးစားပေမဲ့ကိုရင်ကြောင့်ပဲမီးကျစ်လွတ်ကျသွားခဲ့ပြီးတော့တိမ်ကြီးမီးထလောင်ပါတော့တယ်။ဒီအချိန်မှာမင်းကျူရဲ့အသည့်စိတ်ထဲမှာတော့သူဟာငကားအညီနောင်ရုပ်တူရှိတ်ကိုရောက်နေခဲ့ပြီးတော့ခန္ဓာနေတော့ငကားလူလင်လဲသူ့စီရောက်လာခဲ့ပါတယ်။မင်းကျူကမေးမသူလဲလို့မေးတဲ့အခါမှာငကားလူလင်ကငါတို့ကဘဝဆက်ဆက်ပဋ္ဌာန်းဆက်ရှိသူတွေဖြစ်ကြတယ်။ဒီငကားညီနောင်ရုပ်တူနှစ်ခုဟာ မင်းနဲ့ငါတို့ရဲ့အတိတ်ဘဝတွေပဲနတ်ဆိုင်နဲ့ပတ်သက်မှုတွေကြောင့်ဒီဘဝတွေပဋ္ဌာန်းဆက်ပါရှိပြီးတော့လိုက်ပါကူညီနေခဲ့တာပဲမောင်သိန်းရဲ့အညှိုးကိုဖြည့်ခြင်းရင်အညှိုးအစားဖြစ်တဲ့နေရာကိုသွားရမယ်ဆိုပြီးပြောကပျောက်ွယ်သွားပါလိမ့်ဒိန်ကြီးတို့ခုလုံးပြီးတောက်လောင်နေချိန်မှာတိန်ထဲမှာသတိလစ်နေတဲ့မင်းကျူသတိပြန်ရလာခဲ့ပါလိမ့်သူသတိရလာတဲ့တရေကြီးလည်းဝုန်းစုံထွက်ချလာပြီးတော့မင်းကျူကိုလဲပင်းကြိုးကွင်းစုပ်ပြီးတန်လန်ဆွဲထားပါတော့တယ်မင်းကျူရဲ့အော်တန်ကြောင့်အပြင်ဘက်ကအဖွဲတွေလည်းသူ့ကိုလမ်းမြင်သွားခဲ့ကြပြီးတော့ မိကအချိန်ကောင်းနေမို့လို့အထဲဝင်ကယ်ဖို့လည်းမဖြစ်နိုင်တော့ပါဘူး။တရေကြီးကတော့မင်းကျူးဆွဲသူချခံရတာကိုရတာခံကြီးနဲ့ဟာတရီမုန်းနေပါလေ။အဲဒီအချိန်ကောင်းငယ်ပေါ်မှာငကားပုံရိပ်တစ်ခုကိုမြင်လိုက်ရပြီးတော့ရုတ်တရက်ဘိုးတွေရွာချလာတာကြောင့်ငဟုံငုံတောင့်နေတဲ့မိတွေလည်းငြိမ့်ကုန်ပါတော့တယ်။မင်းကျူးကိုခွဲဆိုထားတဲ့ဂျိုးလည်းပြတ်ကျသွားခဲ့ပြီးတော့တရေကြီးကသူ့နားကိုတရွေ့ရွေ့နဲ့လှမ်းလာနေပါလေ။မင်းကျူကလေဘင်းကငကယုံဆွဲကြိုးကိုဆွဲဖြုတ်လိုက်ပြီးတော့စုပ်ကင်ထားလိုက်တဲ့ခါမှာတော့တရေကြီးကရှေ့ဆက်မတိုးနိုင်တော့ပါဘူး တချိန်တည်းမှာပဲတိမ်ခေါင်ဘိုးကိုထိုးဖောက်လာပြီးနဂါးကြီးတကောင်ဆင်းချလာခဲ့ပါတော့ဒီခဏနေတော့နောက်ထပ်နဂါးတကောင်ထပ်ဝင်လာခဲ့ပြီးတော့နဂါးကြီးနောက်မှာမင်းကျူးနဲ့တဲကြီးတို့ကိုရက်ပတ်ထားလိုက်ကြတာပါအဲဒီချိန်မှာမင်းကျူးနဲ့မောင်သိန်းတို့ရဲ့စိတ်အာရုံတွေကကံကြီးထဲမှာရေနစ်နေတဲ့အချိန်ကာလကိုပြန်ရောက်သွားခဲ့ကြပါတယ်ရေနံကြီးအောက်ကိုမြုံဆင်းသွားတဲ့မောင်သိန်းကိုတွေ့လိုက်ရချိန်မှာမင်းကျူးကသူ့နားရောက်အောင်ငုံဆင်းသွားခဲ့ပြီးစွဲတင်မှုလုပ်ပါတယ် မင်းကျူးကဒီချိန်မှာတော့ဘယ်အနည်းနဲ့မှမင်းဟောငါပြစ်မသွားတော့ဘူးဆိုပြီးအတင်းဆွဲတင်မို့လှုပ်ပေမဲ့မောင်သိန်းကသူ့လက်ကနေယုံထွက်သွားခဲ့ပါလေဒါမဲ့ဒီချိန်မှာတော့ရေထဲကိုမြုပ်သွားတဲ့မောင်သိန်းဟာမင်းကျူးကိုနားလေခွင့်လို့သွားတဲ့အပြုံးမျိုးနဲ့ကြိတ်သွားခဲ့တာပါတိမ်ထဲမှာတောက်ပနေတဲ့အလင်းအောင်တစ်ခုနဲ့နောက်ဆုံးနှုတ်ဆက်သလိုပြုံးပြနေတဲ့မင်းကျူတို့ပဲကြံရစ်နေကြပါလေအညိုးစာတင်ဖြစ်တည်တဲ့နေရာမှာအညိုးကိုပြန်ဖြေလိုက်နိုင်ပြီဖြစ်လို့မောင်သိန်းတယောက်အစွဲတွေအားလုံးကလွတ်မြောက်သွားခဲ့ပြီဖြစ်ပါလေ နဂါးညီနောင်နှကောင်ကလည်းကောင်းငင်ပေါ်ပြန်တက်သွားကြပြီးဒါကိုမြင်လိုက်တဲ့အပြင်ကအဖွဲတွေကလက်အုပ်တွေပါရီချီကုန်ကြပါတော့တယ်။နောက်ရမှာတိန်တဲ့ကဗုဒ္ဓရုပ်ဇင်းတူတော်ကိုအတူရှိခိုးကြပြီးတဲ့နောက်မှာကျောင်းနိုင်ဆရာတော်ကိုနှုတ်ဆက်စကားပြောလိုက်ကြပါတယ်။ဆရာတော်ကမောင်သိန်းရဲ့အစွဲကိုချုပ်ပေးလိုက်တာကြောင့်ဂျေဇူးရန်တင်နေပြီးတော့တိန်ကြီးကိုပြန်ပြီးတော့ပြုပြင်နိုင်တော့မယ်လို့ပြောရှင်သွားတဲ့မိန့်တော်မူလိုက်တာပါ။အဲနောက်တော့သူတို့အားလုံးဗန်ကောက်မြို့ကြီးကိုပြန်ရောက်လာခဲ့ကြပါပြီ။မောင်ပြုံးတယောက်လည်းကြီးဝအောင်ကြံဆောင်မဲ့စိတ်ကူးနဲ့ဗန်ကောက်မြို့ကိုလိုက်ပါလာခဲ့ပါတယ်။ ဒီနေ့ကတော့ Note ရဲ့ဘွေးနေ့ဖြစ်တာကြောင့်ပါတီဘွဲအသေးစားလေးနဲ့ဂုံပြူပေးနေစမှာ Note ရဲ့နားထဲမှာထူးဆန်းတဲ့အတန်တွေကြားလာရပြန်ပါလိမ့်။ Note ကအားလုံးကိုအတန်တစ်ခုကြားလာလို့မေးပေမဲ့ဘသူမှမကြားအောင်ပြန်ပြီးတော့ပြောလိုက်ကြပါလိမ့်။မင်းကျူးကသူ့ရဲ့လေဘင်းကငကယုံဆွဲချိုးကိုဖြုတ်ပေးလိုက်ပြီးတော့ဒါဆောင်ထားရင်အန်ရယ်ကိမယ်လို့ပြောလိုက်ပါလိမ့်။အဲဒီချိန်မှာတချွင်ချွင်နဲ့စီးချက်ကြလုံးနဲ့ခြေချင်းတန်ထွက်ပေါ်လာခဲ့ပြီးတော့ဒီတကားတော့ Note တယောက်တည်းမဟုတ်တော့ပဲအားလုံးကြားလိုက်ရတာကြောင့်ထိတ်လန့်နေကြပါလိမ့်။ အတန်လာရာကိုကြည့်လိုက်တဲ့အခါမှာတော့ရှင်လောင်းဝစ်စုံဝစ်ထားတဲ့တစုံတယောက်က၆ကက်ကအတန်နဲ့ဤလေးမင်းငါကိုမေ့နေပြီလားဆိုတဲ့မေ့တဲ့အတန်ကိုကြားလိုက်ရပါတော့တယ်တစုံတယောက်ကဘသူဖြစ်ပြီးတော့ဘာဇလန်းတွေတဲဆောင်လာအောင်မလဲဆိုတာကိုတော့ဘယ်တော့ထွက်မယ်မှမသိရသေးတဲ့ Phoenix 5မှာဆက်လက်ပြီးတော့ကြည့်ရှုရမှာဖြစ်ပါကြောင်းတင်ပြရင်းနေပဲဒီကနေ့တင်ဆက်မှုကတော့ဒီမှာနေမဲ့ရန်နာကွင်းပြပအောင်ခင်ဗျာနောက်ရက်တွေများမှလည်းရုပ်ရှင်စာကားကောင်းများနဲ့ပြန်လာခဲ့ပါဦးမယ် အဆုံးထိအားပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာရွှေမြမိသားများအားလုံးပဲကျမ်းမာဘေးကင်းကြပါလိမ့်ခင်ဗျာကျွန်တော်အန်ခင်မူပါ